စိတ်နဲ့အတွေးဆိုတာဆောင်ရွက်မှုရှင်မကြည့်ဘူးစိတ်ကတခြားအတွေးကတခြားဆိုတဲ့အတိတ်ကလားစိတ်ကအတွေးလို့စိတ်အတွေးလို့ပြောလိုက်တာနဲ့ဉာဏ်တိုင်းနဲ့တော့လူတွေကချင်းမြင်ကြတာစိတ်နဲ့တွေးရတဲ့ဒီလိုပဲလို့ဒီလိုအောင်းမြင်နေတယ် သို့သောစိတ်အသေးရာအမိဓမ္မာသဘောကိုသိချာကြည့်မယ်ဆိုလို့ရှိရင်အယုံကိုကြည့်ရတဲ့စိတ်ကလေးကတမျိုးဆိုစိတ်မှာမိကယ်ပြီးတော့ဖြစ်ပေါ်လာတဲ့စေတနာဆိုတဲ့သဘောဝတရားတွေကတမျိုးကိုစိတ်နဲ့တဲ့ဒီအပြည့်ကိုခွဲခြားပြီးတော့ပြောတဲ့အခါမှာ စိတ်ရဲ့အတွေးဆိုတဲ့ကဏ္ဍထဲမှာအတွေးဆိုတာစိတ်တိတ်တစ်ခုရဲ့နာမည်ပဲလို့ပြောအောင်လို့ရပါတယ်နော်